ားလုံးပဲမင်္ဂလာပါရှင်။ Listener 7 Channel မှာပြန်လည်ကြိုဆိုလိုက်ပါရရှင်။ကျမကတော့စာဖတ်သူအိမ်ထက်ဖြစ်ပါရရှင်။ကျမခုဖတ်ပြမှာကတော့စာရေးဆရာကြီးမင်းနီရဲ့ထိုဝိတ္ထုတူရဲမှာထိုအိမ်မက်လို့အမည်ရတဲ့ဝိတ္ထုတူလေးပဲဖြစ်ပါရရှင်။ကျွန်တော်တို့အိမ်တော်စုကလေးတွင် လူ3ယောက်ရှိတယ်။ကျွန်တော်တို့ဇနီးမောင်နှံနဲ့လေးနှစ်သမီးကလေးတို့ဖြစ်ကြတယ်။ဤသမီးကလေးမမွေးမီကလေးက ကျွန်တော်အိမ်ငန်းရနုံတို့လျှောက်လွားများတင်ခဲ့တယ်။အစိုးရအိမ်ငန်းကတော့မရခဲ့ပါ။သမီးမွေးစားကစပြီးတနှစ်တနေရာလောက်နေနေပြောင်းရွှေ့စံမြန်းခဲ့ကြသည်မှာရန်ကင်းတိုက်ခန်း၊ကြိုက်ကစံလမ်းမရောက်ခမချမ်းကမာရွတ်မအခန်းတစ်ခုအင်းစိန်မြို့ရှိအခန်းတစ်ခန်းမှသည်ယခုတောင်ဥကလာမအခန်းလေးတစ်ခုတို့သာ ရောက်ခဲ့ပြီ။ကျွန်တော်မှာနေကပြောင်းလာရသောအမှုတန်းတအူးအနေဖြင့် ရှောက်လွာတင်ထားသော အခန်းကမရသည်တခါမကနှစ်ခါမက အခါခါဆိုသလို ကျွန်တော်အိမ်မက်မက်လေးရှိသည်မှာအိမ်ကျဲကြီးတွင် နေရလေးရှိသည်ဟု၍ဖြစ်ပါတယ်တခါကမတ်မိသောအိမ်မက်မှာအိတ်နေရာမှနိုးလာသောအခါတယောက်တည်းအတန်ထွက်အောင်ရည်ရသေးတော်တယ်ကျွန်တော်တို့ရောက်တဲ့အိမ်ကြီးမှာအလွန်ကြီးလာသည်ဖြစ်တယ်အိမ်ကြီးကြီးသလောက်အခန်းတွေကလည်းများလာတယ် တခုသောအခန်းတွင် ကျွန်တော်သမီးကထမင်းချက်တယ်ကျွန်တော်သမီးလေးဝင်းမင်းမြက်ကသူ့အမေအနားမှာချွေချထားသောဟင်းရွက်အနွမ်းအရင့်များကို စင်းဒီဒုံးကလေးတစ်ခုပေါ်တင်ပြီးဇွန်းကလေးကိုဓားလောက်ခါလှီးကစားနေတယ်ကျွန်တော်ကအေယာမစာအုပ်စင်ကြီးဘေးမှာပလက်ကလထိုင်ကြီးတစ်လုံးတွင်ခြေပြက်လက်ပြက်ထိုင်ပြီးအေယာမအင်္ဂလိပ်စာအုပ်ကြီးကိုဖတ်နေတယ်စာဖတ်ရသဖြင့်ညောင်းလာပြီးကျွန်တော်က စာအုပ်ကြီးကိုဘေးမှစပွဲပုပေါ်တင်လိုက်ပြီးမတ်တက်ရက်လိုက်တယ်။အညာအညာဆန့်ရင်သူတို့သားအမိချက်ပြုတ်နေတဲ့အခန်းကိုဝင်သွားတယ်။မိဘပေါ်မှာဝတ်တဏီချက်အတုံးကြီးများဖြစ်ဖြစ်မြင်းနေတယ်။ဟင်းနှန်းကလည်းမှုေးလာတယ်။ထမင်းစားခြင်းစိတ်လည်းပေါက်လာတယ်။ကျွန်တော်ကကြက်ရင်စားကြစို့လို့ပြောတော့အခါဇနီးဖြစ်သူကဟင်းအိုးတဲ့သူရေဆွတ်လိုက်ရင်မှဒီတရေခန်းတော့မှစားတာပေါ့လို့ပြောသဖြင့်သူတို့အနာကိုထွက်လာခဲ့တယ်။ ျွန်တော်ကခူးပြီးရင်ထမင်းစားမောင်းကလေးတီးလိုက်ကွာလို့ပြောရကျွန်တော်ဇနီးကခေါင်းညိတ်ပြတယ်ကျွန်တော်သမီးလေးကအာသွက်ရှာသွက်ဖြစ်ဟုတ်ကဲ့ဒယ်ဒီလို့ပြောတယ်ကျွန်တော်ကချစ်စနိုးဖြစ် သူ့တင်မားကိုခြေဖမိုးဖြစ်ခတ်လိုက်တယ်သူ့ခမညာလေးဘက်ထောက်ကလေးကျသွားပြီးသူ့လက်ထဲမှာဇွန်းဖြစ် ကျွန်တော်ခြေသလုံးကိုရိုက်နေလိုက်တယ်ကျွန်တော်လဲရည်ရင်မော်ရင် အခန်းပြင်သို့ထွက်လာရ နောက်တခန်းသို့ကူးသွားတယ်ထိုမှ တခြားအခန်းတစ်ခုရောက်သွားတယ်။ရင်းကနေပြီးနောက်တခန်းနောက်တခန်းဖြစ်ဆက်ပြီးဝင်လိုက်ထွက်လိုက်ထွက်လိုက်ဝင်လိုက်ဖြစ်လုံနေမိရာကထမင်းစားအချက်ပေးတဲ့မောင်းတံကိုဆက်ခါဆက်ခါကြားသဖြင့်သူတို့သားအမိစီပြန်လာရာ ပြန်မရောက်နိုင်တော့ပဲအခန်းများတစ်ခုပြီးတစ်ခုသာ ဝင်လိုက်ထွက်လိုက်ထွက်လိုက်ဝင်လိုက်လုံရင်းကစိတ်မောပြီးနိုးလာတော့တယ်။ဤတွင်ဘယ်နှချက်မှန်းမသိ ခောက်လိုက်သော나이တန်ချောင်းတန်အဆုံးကိုနှစ်ချက်ဆက်၍ကြားလိုက်ရတယ်။ထိုအခါမှစိတ်အမောများပြေးသွားတယ်။သူတို့သားအမိမှာကျွန်တော်ဘေး၌တဦးကိုတဦးဖက်လျက်အိမ်မောကြနေကြတယ်။စင်စစ်ကျွန်တော်တို့မှာတောက်ကလာကအခန်းချင်းတစ်ခုမှာသုံးဦးသားဖြစ်တယ်လို့နေကြရတယ်။ဒီအဖြစ်နဲ့အိမ်မက်ထဲကအဖြစ်တို့ကိုရှင်ကြည့်မိပြီးကျွန်တော်မှာအတန်များထွက်အောင်မင်းရီမိရသေးတယ်။ ိုပြောင်းဒီရွှေ့နေရတဲ့အဖြစ်ဟာစင်စစ်ကတိလင်းနာနိုင်လာတယ်။နေသားတကြကိုမဖြစ်နိုင်။အမေပြောသလိုပြောရရင် ခွေးနေရမရနိုင် ဆိုသလိုဖြစ်နေတယ်။သို့တော့စာရေးဆရာအနေဖြစ်ကထွက်သားကြိုက်ပါတယ်။ရက်ကွက်ဆုံးသဖြင့်လူဒန်းဆုံးတွေ့ရသဖြင့်ဇက်လန်းဆုံးတွေ့ရတယ်။တကယ်သာစာရေးကြတော့မိသားဆိုပါကရေးเสียကုံချမ်းများတထန်းတပိုးကြီးရနိုင်ပါပြီ။သို့တော့ကုံချမ်းများရတိုင်း စာမရေးပြစ်တီကများပါတယ်။မိုးလင်းလာပြီးဖင်လှုပ်ခေါင်းလုံးနဲ့ရုံးတက်ရန်ဘတ်စကားစီပြေးရတယ်။ရုံးရောက်ပြီးညနေအိမ်ပြန်ရောက်ရန်ဘတ်စကားကိုတိုးရဝှေ့ရတယ်။အိမ်ရောက်ပြီးမကြပါညစာကလေးဝါးမြူပြီးဇနီးတယ်နဲ့ဟိုအေးဒီအေးငွေရေးချေးရေးစားရေးတောက်ရေးစသည်ပြောပြီးအိမ်ရာဝင်ကြပြန်ပါတယ်။သူနဲ့နောက်တနေ့တန်တရာသာလဲသွားပါတယ်။စာရေးဖို့ကိုခရီးမဆိုင်နိုင်ကြာတော့ စာရေးခြင်းဆိုဒီမှာကျွန်တော်အလုပ်မဟုတ်တော့တယ်လို့ဖြစ်ပြီးကျွန်တော်အလုပ်မှာဘတ်စကားတက်ခြင်းဘတ်စကားဆင်းခြင်းတို့သာဖြစ်နေပါတော့တယ်ကျွန်တော်ဇနီးကတော့အိမ်မှာနေရသူမို့ရက်ွက်အတွင်းမှာယောက်ျားများမိန်းမများကိုဘသူနဲ့ဘသူကဇနီးမောင်းနှံတော်ကြတယ်ဆိုခြင်းမျိုးကိုသိတယ်သူပြောမှကျွန်တော်လည်းသိလိုက်တယ်အိမ်ရှိမှာစော့နေသောကလေးများရှိကြတယ်ဟိုကလေးနဲ့ဒီကလေးအမွာဘူးဆိုသည်ကိုသိတယ်ဟိုကလေးကဟိုဇနီးမောင်နှံတို့ရဲ့သားသမီး စသည်တို့ကိုလည်းသိတယ်။သူပြောမှကျွန်တော်လည်းလိုက်၍သိလိုက်တယ်။သူပြောတဲ့အထဲမှာတခါတရံလေမယားများရံဖြစ်တဲ့အကြောင်းလဲပါတယ်။ရံဖြစ်တန်များကိုနားထောင်ပြီးယောက်ျားဖြစ်သူကရခင်မရကြီးရှိကြောင်းသားသမီးများလည်းရှိကြောင်းယောက်ျားဖြစ်သူကကုံစုံဆိုင်ကအမျိုးသမီးနဲ့ဘာလိုလိုဖြစ်နေ၍ယခုမိန်းမကဆွတ်ဆွဲကြရာကယခုလိုရံဖြစ်နေကြရကြောင်းစသဖြင့် ရန်ဖြစ်ကြသည့်အထက်မှစကားများကို ကိုးကားပြီးပြန်ပြောပြရင်ဤအခါများတွင်လည်းမအိတ်ချင်သေးကနားထောင်လို့ရတော့လေအိတ်ချင်လာပြီးဖြစ်သောအခါကျွန်တော်မှ မကြားတစ်ချက်ကြားတစ်ချက်နားထောင်နေရမှကျွန်တော်ဟောက်တန်ပေါ်လာသောအခါသူပြောသောဇလန်းများကို သူ့ဟာသူ break အုပ်သွားရတော့တယ်သူ့အမေလိုပင်ကျွန်တော်သမီးကလည်းအပြောကောင်းတတ်ပါတယ်ဒက်ဒီရဲ့မိသေးဆိုတာကလေ ူတို့မှာမောင်နှမတွေအများကြီးပဲနေကြတာတဲ့ထမင်းချက်တော့လဲသူတို့ဟာသူတို့ချက်တာပဲတဲ့စားကြတော့လဲသူတို့ဟာသူတို့စားကြတာပဲတဲ့သူတို့အဖေနဲ့အမေကမြို့ထဲမှာနေတာတဲ့ညအိတ်ရင်လဲသူတို့ဟာသူတို့အိတ်ကြတာပဲတဲ့အဲ့ဒါမကြောက်ဘူးတဲ့တော်လို့ပြောတတ်ပါတယ်စကားလဲပြီပါတယ်တနှစ်ပြည့်သည့်အခါကစပြီးစကားပြောတတ်လာသဖြင့်ယခု၄နှစ်ပြည့်သည့်အခါမှာဆိုရင် လူကြီးပြောသည့်လေတံများအတုခိုး၍ပြောတတ်နေပါတယ်။တခါကရုပ်ရှင်ဒရိုက်တာမောင်စိန်တော်ကမိမိစားဖို့မုတ်ထုပ်ကလေးများနဲ့မြေပဲစားလို့များကျွန်တော်ကိုပေးလိုက်ပါတယ်။ကျွန်တော်ကတမီအားပေးရင်ဒါကိုစိန်တော်ကပေးလိုက်တာလို့ပြောကသူ့ကိုပေးပါတယ်။သူကလက်ကလေးနှစ်ဖက်ဖြင့်ခံယူရင်းအဲ့တော့ကိုစိန်တော်ကတော်သားပဲပြောသဖြင့်ကျွန်တော်မှယီမိပါတယ်။မိသေးဆိုတော့ကလေးမလေးမှာ အသက်၈နှစ်လောက်ရှိပါအောင်မယ်ကျွန်တော်ဇနီးကမုတ်ဖိုးပေးပြီးစံထုတ်ရေနံထုတ်လက်ဖက်ရည်ဝဲစသဖြင့်ခိုင်းလေရှိသဖြင့်ကျွန်တော်လဲသူ့ကိုသိပါတယ်ကျွန်တော်ဇနီးကိုမေးကြည့်တော့အခါကျွန်တော်သမီးပြောတာအမှန်ဖြစ်နေပါတယ်သူတို့အဖေနဲ့အမေမှာမျိုးရဲတဏီယာတွင်ထမင်းကြော်ရောင်းနေကြပါတယ်တောင်းဟုတ်ကလာကိုပြန်ချိန်မရကြပါတပတ်မှတစ်ခါလောက်ပြန်လာနိုင်ကြပါတယ်ချက်စရာပြုတ်စရာများကိုကလေးကြီးတို့ကသွားယူပြီး သူတို့ဟာသူတို့ချက်ပြုတ်စားကြရတယ်။တမီးကလေးပြောမှသူတို့မောင်နှမတွေအကြောင်းကိုတတိထားကြည့်မိပါတယ်။စိတ်ဝင်စားစရာလည်းကောင်းပါတယ်။စာရင်းမြီဆိုကရင်းနိုင်လောက်တဲ့အကြောင်းများဖန်တီးယူ၍ရနိုင်ကောင်းသောကုံချမ်းများသာဖြစ်ပါတယ်။တခါကအိမ်ရှိတွင် ကောင်မလေးမဲကျုပ်ကျုပ်တယောက်ဂေါလီပစ်တန်းကစားနေတာကိုကျွန်တော်တမီးကကိုကိုရေးကိုကိုရေးလို့လှမ်းခေါ်နေပါတယ်။ကျွန်တော်ကဟဲ့တမီး ဘသူ့ကိုခေါ်ရလဲလို့မေးရာကောင်းကလေးကိုမင်းငော့ပြပြီးဟိုကိုကိုလေးသူ့နာမည်ကမောင်အေးတဲ့သူ့မလေးအဖေလည်းမရှိဘူးအမေလည်းအခုမရှိပြန်တော့ဘူးတဲ့လို့ပြောနေပြန်ပါတယ်ထို့အခိုက်မောင်အေးကျွန်တော်တို့အိမ်ပေါက်ဝရောက်လာပြီးဘာလဲမိမိလို့မေးတယ်ကျွန်တော်ကလည်းဆက်ဖြဲဖြဲလှုပ်ရင်ဦးလေးဒီနေ့ရုံမသွားဘူးလားမမရောလို့မေးပါတယ်ကျွန်တော်ကလည်းတနင်္ဂနွေနေ့ဖြစ်၍ရုံမသွားကြောင်း မိမိတို့အမေနောက်ဖေးမှာထမင်းဟင်းချက်နေကြောင်ပြောလိုက်ပါတယ်။သူဟာမိမိတို့သားအမေနဲ့ရင်းနှီးနေဟန်ရှိပါတယ်။တနည်းအားဖြင့်လဲသူတို့သားအမေမောင်အေးကိုတောက်တူမေရခိုင်းရအောင်စီယုံထားကြဟန်တူပါတယ်။မောင်အေးကဘာလဲမိမိလို့မေးရင်ကျွန်တော်သမီးကလက်ထဲကစုပ်ထားသောပတ်စံကလေးများမောင်အေးလက်ထဲထည့်ပေးရင်မေမေကငရုတ်သီးလှော်ပြီးသားအမုတ်တမတ်ဖိုးဝယ်ပေးပါတဲ့ပြီးတော့လေ မိမိဖို့ဘိုးတကြားတထုပ်ဝယ်ခဲ့နော်လို့ကြာကြာနာနာမှားနေပါတယ်ဘိုးတကြားဆိုဒီမှာဇီးသည့်အချောက်များကိုထုထောင်းပြီးတကာရီမဆလာတို့ဖြစ်ထုတ်ထားသောအထုပ်ကလေးများဖြစ်ပါတယ်မောင်အေးကပတ်စံကိုကန်ရင်းပြုံးဆဆလုံနေပါတယ်ခလေးကြည့်လိုက်ကျွန်တော်ကိုကြည့်လိုက်နဲ့မသွားသေးပဲရောင်ပီပီလုံနေပါတယ်ကျွန်တော်စာဖတ်ရင်းမှာအ깨ခတ်နေမိပါတယ်မိမိကလေတံနဲ့တွားလေတွားဝယ်လေလို့ပြောနေပါတယ် တော်တော်ကြာမှမောင်အေးကပတ်စံမလောက်ဘူးကိုကိုမှလည်းပတ်စံမပါဘူးလို့လေတံနဲ့ပြန်ပြောတံကြား၍မနေနိုင်တော့ပဲကျွန်တော်ထကြည့်မိပါတယ်တကယ်လဲဟုတ်နေပါတယ်ငရုတ်သီးမုတ်တတ်မှတ်ဖို့အတွက်မက်ဆေ့ကလေးသာပေးထားတယ်ဘိုးတကြားတထုပ်အတွက်ဆယ်ပြားလား15ပြားလားမသိအပေါ်ကမပါပါကျွန်တော်ကမိဖို့ဘက်သို့လှမ်း၍ဟေးမင်းဟာကမက်ဆေ့ပဲပေးပြီးငရုတ်သီးတတ်မှတ်ဖို့နဲ့ ဇီးလို့ပါမှာတော့ဟိုမှာဘလို့လို့ဝဲမလဲကွာပတ်စံထပ်ပေးအောင်မပေါ်လို့လှမ်းပြောလိုက်ရပါတယ်မိဘကြောင့်တွင်းကပြန်ပြီးမောင်အေးရေငရုတ်သီးမဟုတ်ပဲဝဲခိုင်းတာဟေးဘိုးတကြားမပါဘူးလို့လှမ်းပြောတော့မှမိမိလူလေလှုပ်ပြီးသူ့အတွက်အပေါ်မှာချင်းဖြစ်ကြောင်းအတိတ်ပဲပောက်ပါတယ်ထို့အခါမှမောင်အေးလဲဟုတ်ကဲ့ဟုတ်ကဲ့လို့ဆိုကထွက်သွားပါတယ်မိမိကတော့မကျေနပ်ချေတကယ်ပဲမောင်အေးဟာဟိုတန်းလေးကတော့ စားမလားစားမလားနဲ့ဝယ်ပေးတယ်အခုတော့ဝယ်မပေးဘူးလို့မျက်နာကြီးဆူအောင့်ပြီးမိဖို့လည်းဝင်ပြေးသွားပါတယ်မောင်အေးငရုတ်သီးမုတ်ဝယ်ပြီးပြန်လာတော့အခါငရုတ်သီးမုတ်အပြင်ဘိုးသားကြားတထုပ်ပါပါလာပါတယ်မိမိကဝမ်းသာအားရလှမ်းယူနေသဖြင့်ကျွန်တော်မှမနေတာတော့ပဲရော့ရော့မောင်အေးဘိုးသားကြားအတွက်ပတ်စံယူအောင်လေလို့ဆိုပြီးအိတ်ထဲကမက်ဆေ့တစ်စိထုတ်ပေးရပါတယ်မောင်အေးကနောက်ဆုံးနောက်ဆုံးနဲ့မယူလို့ ငဲနေပါတယ်ကျွန်တော်ကအတင်းပေးပါတယ်မယူပါထို့အခါမင်းမပတ်စံမပါဘဲနဲ့ဘယ်နဲ့လို့ဝဲလာတာလဲလို့မေးရကျွန်တော်အကျွေးဝဲလာတာပါဦးလို့ပြောသဖြင့်ပိုစိတ်မကောင်းဖြစ်ပြီးယူလေကွာသွားပေးကြတော်တော်ကြာအကျွေးတောင်းတော့လဲပေးရမှာပဲဥစ္စာလို့ပြောတော်လဲမယူသလိုလုပ်နေပါတယ်မိမိကဘိုးတကြားဆိုင်လက်ကလေးတစ်ဖက်မြောက်ကကိုကိုယူလေနောက်တော့မိမိကို ဝယ်ပေးရတာပေါ့လို့ပြောတော့ခါမောင်အေးမှရည်နေပါတယ်။နောက်ဆုံးကျွန်တော်ကပါတိုက်တွန်းသဖြင့်မက်ဆေ့ကလေးယူသွားပါတယ်။မကြပါဆယ်ပြားပြန်လာပေးပါတယ်။၎င်းကိုယူသွားလို့ပြောတော့လဲမယူပဲထွက်ပြေးသွားပါတယ်။ကျွန်တော်တို့၃ယောက်သားထမင်းစားကြတော့မှစောစောကမောင်အေးအကြောင်းမိမိပြောထားတဲ့ဒဇွန်တစကိုမေးကြည့်မိပါတယ်။သူ့မှာအဖေလည်းမရှိဘူးအခုအမေလည်းမရှိပြန်ဘူးတဲ့လို့ပြောထားသဖြင့် ကျွန်တော်ဇနီးကိုမေးကြည့်မိခြင်းဖြစ်ပါတယ်။ထိုအခါကျမှကျွန်တော်ဇနီးကပြောပါတယ်။မောင်အေးအမေနဲ့မောင်အေးအဖေတို့မှကွဲနေကြတယ်။တော်တော်ကြာဟန်ရှိပြီ။ယခုဆိုရင် မောင်အေးအဖေမှနောက်အိမ်နောင်နဲ့ပင် ခလေးတွေရနေပြီလို့သိရပါတယ်။ယခုမောင်အေးဖအေးမှဘတ်ကားလိုင်းတွင်ကောင်းပောင်းပြီးဝင်ငွေကောင်းပြီဖြစ်တော်လဲမောင်အေးကို အတူခေါ်မထားပဲသူ့အမေနဲ့သာနေတယ်လို့သိရတယ်။ဒါဖြင့် အခုသူ့အမေ အခုမရှိပြန်ဘူးဆိုတာကရောလို့မေးရပြန်ပါတယ်။ကိုတလောစီကလေစိုက်ကားဂိတ်မှာစိုက်ကားသမားတွေနဲ့အချိန်မတော်အချိန်တော်ညာကြီးမိုးချုံမှာရဲတွေ တွေ့သွားလို့ဖမ်းသွားတာတဲ့။ပြီးတော့ထောင်ကျသွားတဲ့။မင်းကလည်းကွယ်စိုက်ကားသမားတွေနဲ့တွေ့တာနဲ့ပဲထောင်ကျကြရောတယ်လားလို့ကျွန်တော်ကပြောလိုက်ရာကျွန်တော်တို့နှစ်ယောက်စကားကိုနားထောင်ရင်ထမင်းစားဟန်ဆောင်နေတဲ့မိမိစီ မသိမသာ မေးငေါ်ပြရင် ။"အိုးရှင်ကလေ၊ "तू ကိုယ်တိုင်ကရာဇဝင်မကောင်းလို့နေမှာပေါ့လို့ပြောလိုက်မှကျွန်တော်မှလည်းမဆက်တာတော့ပါ။ထမင်းကိုသာစားရပါတယ်။"ဒါဖြင့်ဒီကလေးကဘသူတွေနဲ့နေတာလဲ။သူ့ကြီးတော်နဲ့နေတာပေါ့။ဤတွင်မိမိကငြိမ့်ငြိမ့်မနေဘဲဝင်ပြောပြန်ပါတယ်။ဟုတ်တယ်ဒဲဒီ၊ तू ကလေအတော်နဲ့နေရတော့အရင်တခါအတော်ကရိုက်တယ်တဲ့လို့ပြောပါတယ်။ဘာလို့ရိုက်တာတဲ့လဲ။ဟင်းတွေများများစားလို့တဲ့ ကျွန်တော်မှထမင်းမသိအောင်အနိုင်နိုင်စ조사ရင်ရည်လိုက်မိပါတယ်မိမိလဲတတိထားဟင်းတွေကြီးပဲအများကြီးစားရင်အရိုက်ခံရမယ်လို့ကျွန်တော်ကပြောလိုက်ပါတယ်သူ့အမေပြောမှရှင်းသွားပါတယ်သူ့အတော်မြို့ထဲသွားနေတော့ချက်ထားတဲ့ဟင်းတွေမကြံအောင်စားပစ်လို့ရိုက်တာပါတဲ့မောင်အေးနဲ့ကျွန်တော်မျက်မှန်းတမ်းမိသွားပါတယ်တခါတခါကျွန်တော်စားဖတ်နေတဲ့အခါအိမ်တစ်စက်မိတ်ခွေးကြက်တွင်လာထိုင်တတ်ပါတယ် သူကြည့်ဘူးသောရုပ်ရှင်များကဇက်များကိုဟိုတပေါက်ဒီတပေါက်ပြောတတ်ပါတယ်။သူရုပ်ရှင်ကြည့်ရပုံလဲပြောပြပါတယ်။ပတ်စံမပေးရပဲရှေ့လူနောက်လူကြားညှက်လိုက်သွားပြီးကြည့်ရပုံ။တခါတခါတော့လဲမလစ်ပဲပြန်ထွက်ခဲ့ရပုံများရည်ရင်မောရင်ပြောပြတတ်ပါတယ်။အသက်မှာ12နှစ်လောက်သာရှိပါဦးမယ်။အသားကမဲမဲနှက်ခမ်းခက်လန်လန်သွားခက်ကြီးကြီးနှာခေါင်းပွပွစပင်လိန်ကောက်ကောက် မျက်လုံးမျက်ခုံးကောင်းကောင်းနဲ့မေးရိုးကားမဲ့တဲ့ရန်ရှိတယ်။သူ့အသက်နဲ့ဆိုင်ရင် အရက်အမောင်းထွက်တယ်။သို့တော်ခလေးစိတ်မပြောက်သေးလားစိတ်နေမဖွင့်ပြိုးသေးလားမပြောတတ်။ခလေးငယ်များလိုကစားပြီးတခါတရံလုံကြီးဂွင်းလုံးချုပ်ပြေးတာကိုမြင်ရတတ်တယ်။တခါတခါတွင်လဲဂွင်းတိုင်ရင်ဂေါ်လီရိုက်တတ်တယ်။ညနေဆောင်တခါတလေပလင်းလက်တစ်ဖက်ဆွဲပြီးထွက်သွားတယ်။အပြန်တွင် ပလင်းကလေးဆွဲပြီးပြန်လာတယ်။ သူ့ကိုမေးကြည့်တော့ခါလူကြီးများဝယ်ခိုင်းနဲ့အရက်သွားဝယ်ပေးရတယ်လို့ပြောတယ်။ကျွန်တော်ကလည်းတောက်ချင်ရင်ဝယ်ပေးမယ်လို့ပြောတယ်။ကျွန်တော်ကတော့သူတို့အရွယ်အရက်ဆိုင်တွင်မဝင်ရလို့တားမြစ်ထားသည့်ဆိုခြင်းကိုသိတယ်။ဝယ်၍ရမည်လဲမထင်ခဲ့ခိုင်းလဲမခိုင်းခဲ့ပေ။သူကတော့ရတယ်ဝယ်ပေးမယ်လို့ဆိုပါတယ်။တခါကမောင်အေးကိုအရက်ထဲမှာမတွေ့ရချေမတွေ့ရတာကြာသဖြင့်ကျွန်တော်ဇနီးကိုမေးကြည့်မိသေးတယ် ဟုတ်တယ်မောင်အေးတယောက်သူ့အတော်ရိုက်နှက်ပြီးအိမ်မှာမနေနဲ့လို့နှင်လိုက်တဲ့ဖြစ်ထွက်သွားကြောင်သိရတယ်ကျွန်တော်မှစိတ်မကောင်းဖြစ်သွားမိတယ်သို့တော်သူ့အတော်ကတော့အเจ้าမဲရိုက်လိုက်မိတော့မဟုတ်ချေအเจ้าတခုခုတော့ရှိလိုက်မိတာဖြစ်တယ်ကျွန်တော်ဇနီးမေးကြည့်တော့မှဟုတ်တယ်ပကန်းလေးခွဲပြစ်လို့သူ့အတော်ကစိတ်ဆိုးလို့ရိုက်ပြီးနှင်နာတဲ့ဟဲဒါဖြစ်ဒီကောင်လေးဘယ်သွားနေပါလိမ့်မလဲလို့ညင်းညူမိပါတယ် နောက်ထပ်အတော်တယောက်ရှိသေးတယ်တဲ့ညဥ်ကလာဆိုလားမြို့ထဲမှာဆိုလားအဲ့ဒီမှာတွားနေတဲ့လို့ပြောပြပါတယ်သို့နဲ့မေ့လောက်တလို့ဖြစ်နေပြီးကမှမောင်အေးပြန်ပေါက်လာပြန်တယ်ကျွန်တော်သမီးကကိုကိုရေးခေါ်ကဇီးတော့ဝဲခိုင်းမြဲကျွန်တော်ဇနီးကမောင်အေးရေးခေါ်ကတောက်တူမရဝဲခိုင်းမြဲကျွန်တော်တွေ့ရပြန်သဖြင့်ကျွန်တော်ဇနီးအားမေးကြည့်ပြန်ပါတယ်ဟေ့ဘယ်နဲ့ငအေးဒီကိုပြန်ရောက်လာပြန်ပြီလား ကျွန်တော်ဇနီးကရီမောရင်ဟုတ်လားမဟုတ်လားတော့မသိပါဘူးသူ့အတော်ယောက်ျားကဒီကောင်ဒီမှာဆက်နေရင်အိမ်မှာမီးနဲ့ရှို့ပစ်မယ်ဆိုလို့ဟိုမှာမနေဝွင့်တာနဲ့ပြန်လာတာတဲ့ဒီတော့ရောဒီကအတော်ကပြန်လက်ခံထားသလားဒါပေါ်လက်ခံထားလို့သာနေတာပေါ့မောင်အေးအเจ้าကတော့မထူးဆန်းလာတော့ပါတခါမေးရင်တမျိုးကြားရစမြဲတာဖြစ်တယ်သူ့အเจ้าများကလည်းရည်စရာသာကောင်းသေးတော့တယ်အတော်များကလည်း ်ယခုလိုတော့ကျွေးမွေးပြီးလက်ခံမြင်လက်ခံထားရှာကြပါတယ်တခါတရံတီးမခံနိုင်မှသာ ရိုက်နှက်ဟန်ရှိပါတယ်ပြန်လာပြန်တော့လေဘိုးနေမြဲကြားနေမြဲဖြစ်သွားကြဟန်တူပါတယ်လွန်ခဲ့တဲ့နေ့ကမောင်အေးအိမ်ရှိမှဖြတ်သွားရာကျွန်တော်ဇနီးကလှမ်းခေါ်ပါတယ်မောင်အေးငါ့ကိုစီငါးချက်သားလောက်ဝယ်ပေးစမ်းပါဟဲ့ကျွန်တော်ဟာလမ်းမဘက်ကိုမျက်နာမူလျက်ရင်ွေးချမ်းတောက်ရင် မောင်အေးကိုကြည့်နေမိပါတယ် လမ်းထိပ်ကရေမြောင်းအကူအုတ်ခုံကလေးပေါ်သို့သူ့ဂျိုင်းညားမှအထုပ်ကလေးကိုချပြီးကျွန်တော်တို့အခန်းပေါက်ကိုလာရက်ပါတယ်။ပြီးရင်ကျွန်တော်ဇနီးကလှမ်းပေးသောပတ်စံနဲ့ကလေးချောင်းဆိုးရီထည့်ထားသော ပလင်းလွတ်ကလေးကိုလှမ်းယူရင်ထွက်သွားပါတယ်။သူ့ချထားသောအထုပ်ကလေးကိုယူမသွားပါ။ဘာများလဲလို့ကျွန်တော်စဉ်းစားရင်ကြည်နေပြီပါတယ်။ဘာလဲလို့မသေးခွဲပါ။မိသေးတို့မောင်အေးတို့ကိုကျွန်တော်ဇနီးဈေးဝယ်ခိုင်းနေသည်ကိုလည်းစဉ်းစားမိပါတယ်။ စီ၅ချက်သားတို့ငရုတ်သီးမုတ်တမတ်ဖိုးတို့ကြံတကာ၅ချက်သားတို့မကြီးသီးတမတ်ဖိုးတို့ရှောက်သီးချမ်းကလေးဆယ်ပြားဖိုးတို့ငပိကလေးပြားလေးဆယ်ဖိုးတို့ကိုကိုယ်တိုင်ဝယ်ရမှာမဝန့်တလို့ဖြစ်နေ၍ကလေးတို့ကိုစီယုံပြီးဝယ်ခိုင်းနေဟန်ရှိကြောင်းကိုယခုမှသဘောပေါက်မိပါတယ်။သဘောပေါက်တော့လဲယောက်ျားတို့ရဲ့ထုံးစံအတိုင်းမသိချင်အောင်ဆောင်၍နေလိုက်ရပါတယ်။မောင်အေးပြန်လာပြီ။စီပလင်းလာပေးပါတယ်။ ျွန်တော်ဇနီးအိမ်ထဲဝင်သွားတော့အခါကျွန်တော်ကိုပြုံး၍လှဲ့ထွက်သွားတော့မည်လို့တော့အခါဟေးမောင်အေးဟိုအုတ်ခုံပေါ်မှာတင်ထားခဲ့တာဘာတုတ်ကြီးလဲကွာလို့မေးမိပါတယ်ကုံအိပ်ပါဦးလေးယာဘာလောက်တာလဲကွာသွားရောက်မို့လားမဟုတ်ပါဘူးဦးလေးယာပလတ်စတစ်ကောက်မလို့ပါဒီလိုတန်ကောက်ကလေးနဲ့လိုက်ကောက်ရတယ်ဗျလို့လက်ထဲဒုတ်တန်ကလေးလိုဟာမျိုးကိုမြောက်ပြပါတယ်ဟာမင်းတကယ်အလုတ်လုတ်တော့မလို့ပေါ့လေဟုတ်တယ်ဦးလေးယာ ကျွန်တော်မလုပ်လို့မဖြစ်တော့ဘူး။အေးအေးကောင်းပါလေကွာ။ငါတို့အိမ်မှာရှိတဲ့အခါလဲစုထားလိုက်မယ်။မင်းကအလကားပေးပါမယ်ကွာ။ရည်ရင်ဖြစ်။ဟုတ်ကဲ့ဦးလေး။ဒါပေမဲ့ကျွန်တော်ပြန်မလာချင်တော့ပါဘူးဦးလေးယာ။ဟေးမင်းဟာကဘယ်သွားနေအောင်မလို့လဲကွာ။ဟိုဟိုဒီဒီနေရတာပေါ့ဦးလေးယာ။ကျွန်တော်မှစိတ်မကောင်းဖြစ်သွားတယ်။ထို့ကြောင့်ကျွန်တော်အိတ်ထဲစမ်းကြည့်ရာစက်တံကလေးတစ်ချက်တွေ့သဖြင့်ရော့ယူသွားအောင်ကွာ။ မင်းပလတ်စတစ်မရောင်းရခင်စားတဲ့အခါမဟင်းကစားရအောင်ပေါ့။ तू မငင်းမပြုတ်လှမ်းယူပြီး तू နဲ့မတန်တဆကြီးနေတော့ရှက်အင်းကြီးအိတ်ကက်ကြီးတဲ့ထဲ့လိုက်ပါတယ်။ပြီးရင်တစ်ချက်ပြုံးပြီးကျွန်တော်မင်းညကအိမ်မက်တွေမက်လိုက်တာဦးလေးယာ။ဟေးဘလို့မက်လဲကွာ။ပတ်စံလေးကောက်ရတယ်လို့မက်တာလားကွာ။မဟုတ်ပါဘူးဦးလေးယာ။မေမေထောင်ကလွတ်လာတယ်လို့မက်တာဗျ။ဟေးအေးအေးအေး ကျွန်တော်မှဘာပြောရမှန်းမသိတော့ပါပြုံးပြပြီးမောင်အေးလှဲ့ထွက်သွားတယ်ယနေ့ထိပေါ်မလားအားလုံးပဲကျေးဇူးအများကြီးတင်ပါတယ်ရှင်